မြန်မာနိုင်ငံကိုသားပြုဖြစ် M7 World Championship ကိုတွားရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်အလားအလာကောင်းနေတယ်။ တင်းကားတဲ့ဟုတ်ပါရင်ညီကိုတို့ရဲ့ MSN season 2ရဲ့ regular season week 3ကတော့ပြီးသွားခဲ့ပြီဖြစ်ပါတယ် week 4နဲ့ week 5ဆိုပြီးတော့ week 2ခုပဲကျန်တော့ပါတယ် week 3ပြီးမှဆိုလို့ရှိရင်တော့မသိစီကတော့6ပွဲဆော့တာ၄ပွဲနိုင်2ပွဲရှုံးတဲ့အဆင့်5မှာတော့ရည်တည်နေပါတယ်ဗျ AI Sport ကတော့5ပွဲဆော့တာ၄ပွဲနိုင်2ပွဲရှုံးတဲ့ကျွန်တော် YG ကိုရှုံးပြီးတော့အဆင့်5မှာတော့ရည်တည်နေတာကိုတွေ့ရပြီးတော့ YG ကတော့5ပွဲဆော့တာ လေးဝဲနိုင်တပွဲရှုံးနဲ့ဖေဂွန် e-sport ကိုရှုံးနေပြီးတော့အဆင့်၃မှာတော့ရပ်တည်နေပါရဲ့ဗျ။အဲဆဲပဲကတော့၆ပွဲဆော့ပြီးသွားပြီ။အဲ၅ပွဲနိုင်တပွဲရှုံးနဲ့ဒီရှုံးတဲ့တပွဲကတော့ဒီ WU ရှုံးနေတာပါနော်။ဒီ WU ရှုံးပြီးတော့ကျွန်တော်တို့အဆင့်၄ကိုတော့ရောက်သွားရဲ့ပါနော်။ဒီတဲဆဲပဲကဒီ regular season V1 နဲ့ V2 မှာတော့ရှက်ဝမ်းနဲ့ဥဆောင်ထားရဆိုရင် V3 အပြီးမှာတော့ WU ရှုံးနေရတဲ့ကြောင့်မလို့အဆင့်၄ကိုတော့ရောက်သွားတာကိုတွေ့ရပါတယ်။ဖေဂွန် e-sport ကတော့ကျွန်တော်လည်းဒီ MSN ပွဲတွေကြီးရတဲ့တောင်းဆောင်ပါ။ဖေဂွန် e-sport Lion Town နဲ့ performance individual ဝစကေးကလည်းပြောသင့်ရမလို့တက်ကမစထရီကလည်းမိရဲ့ဒီအစိုးဖွဲ့ကတော့ကျွန်တော်ဒီ MSN စီးတဲ့တူးမှာတော့တခြားအသင်းတွေကိုတော့ဒုက္ခကောင်းကောင်းပေးမဲ့အသင်းလို့ကျွန်တော်ကတော့မြင်တယ်ဒီ MSN စီးတဲ့တူးမှာလည်းအားရဆုံးအသင်းပြလိုင်းအတောင်ဆုံးအသင်းအမားနည်းဆုံးအသင်းလို့လည်းထင်တယ်ဒီ Fairway Sport တော့၅ပွဲဆော့တာ၅ပွဲလုံးအနိုင်နဲ့တော့ဒီ Ranking Table ဇီယာရဲ့နံပါတ်1မှာဦးဆောင်နေပါရဲ့ဗျာ ကဲဒါဆိုလို့ရေတောက်ကြနေမှာပြန်စားမယ် MSN Season 2ရဲ့ We Four မှာလည်းဒီ T7 ပတ်သက် AI Sport လို့ပွဲမျိုးတွေကျွန်တော်တို့ YG နဲ့မသက်စီတို့ရဲ့ပွဲတွေမသက်စီနဲ့ Fagon Esport တို့ရဲ့ပွဲတွေပွဲကြီးပွဲကောင်းတွေလည်း We Four မှာရှိနေရမို့လို့ကျွန်တော်တို့ကတော့စောင့်ကြည့်ပါပဲဖြစ်ပါရဲ့ဗျကဲ MSN Season 2ရဲ့ပွဲတွေကို live stream ပြလိုက်ကြတဲ့ဒီကိုတွေကပြန်ကြည့်ကြတယ်ဆိုလို့ရှိရင်ကျွန်တော် profile မှာ link ချထားတဲ့ကျွန်တော် YouTube channel မှာလည်းဒီ MSN Season 2ပွဲတွေအကုန်လုံးကျွန်တော်ပြန်နေထားပေးပါရဲ့ဗျ ကဲဒီကိုတို့ကတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြတော့တောင်းဆိုချင်ပါတယ်ဗျကဲ TikTok မှာကြည့်ရှုနေဒီကိုတွေကျွန်တော်ဗီဒီယိုနှစ်သက်တဲ့သဘောကျတယ်ဆိုလို့ချင်း Vivo က copy လေးလုပ်ပြီးတော့ပုံကြီးပေးလို့ရပါတယ်ကျွန်တော် e-sport အကြောင်းလေးပြန်လည်တက်ဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါတယ်ဗျနောက်ဗီဒီယိုနဲ့တူပဲပြန်လည်တွေ့ကြတာပေါ့